င်းနှံခံနိုင်တဲ့အဆောက်အဦ acute resistant berry ဆိုတာဘာလဲ အဲ့ဒါကိုရှင်းပြဖို့အတွက်ကျမဒီမှာနိုင်ငံ၃နိုင်ငံရဲ့ငလျင်လောက်ခတ်နေတဲ့အချိန်တွေမှာဖြစ်သွားတဲ့အခြေအနေတွေကိုကျမဒီမှာဗီဒီယိုလေး၃ခုနဲ့ကျမရှင်းပြီးတော့မှပြထားပါဗျ။အဲ့တော့ဒီဗီဒီယိုမှာတော့မြန်မာနိုင်ငံကအဖီဇန်နာနဲ့ပုံနေတဲ့အတွက်ကြောင့်မလို့ငလျင်ပြင်းအားပုံပြီးတော့မှများတယ်ဆိုတာလေးကိုတော့ခဏမေးထားပေးပါ။ဘာလို့လဲဆိုတော့ဒီဗီဒီယိုမှာကျမကလူအသက်အန္တရာယ်တွေကိုထိခိုက်မှုနည်းစေမယ့်ဒါမှမဟုတ်မထိခိုက်စေမယ့်ဆိုချာတဲ့ဒီဇိုင်းပိုင်းနဲ့အဆောက်အဦကိုတိဆောက်တဲ့နယ်ဆိုတာကိုကျမကပြောချင်လို့ပါ။အဲ့တော့ဒီမှာဆိုလို့ရှိရင်ထိုင်းနဲ့တရုတ်မှာဆိုလို့ရှိရင်အဆောက်အဦတွေကပေါ့နော်ငလျင်လောက်နေတဲ့အချိန်တွေမှာရင် ထိုးနေတာတွေတော့မြင်ရမယ်ဒါပေမဲ့အဆောက်အဦတွေမှာ crack line တောင်ပေါ်မလာဘူးပေါ့နော်အကြောင်းတောင်ပေါ်မလာဘူးဘယ်နေရာမှာမှအကြောင်းတောင်ပေါ်မလာတဲ့အနေအထားကိုမြင်ရပါလိမ့်မယ်မြန်မာနိုင်ငံကအဆောက်အုံကြတော့ဘာဖြစ်လဲ crack line ဆအချက်ချင်းဝင်ပြီးတော့မှဘင်းရဲ့အောက်ခြေကတိုင်ပေါ့ဒီလက်မြေတွေကွာကျလာပြီးတော့မှတိုင်ကလုံးဝပြဲ့ထွက်သွားပြီးတော့မှတန်ချောင်းတွေပါပိုင်းလာတဲ့အနေအထားကိုမြင်ရလိမ့်မယ်လုံးဝတိုင်ကပိုင်းကျပြတ်ကျတော့မယ့်အနေအထားကိုမြင်ရတယ်ပေါ့နော်ဒါဆိုလုံးဝတို့ရောမယ့်အနေအထားကိုမြင်နေရတယ်ပေါ့နော်ဆိုတော့အဲ့တော့အဲ့လိုအနေအထားကိုမြင်နေဆိုလို့ရှိရင်ခုနကအဆောက်အုံနှစ်ခုကဒီဇိုင်းတည်တည်ချာဆွဲထားတဲ့အဆောက်အုံတွေဆိုတာသိကြတယ်ဒီအ ဆောက်ကကြတော့စားဆောက်တဲ့ကဒီဇိုင်းလုံးဝမစင်စားထားဘူးဆိုတာသိကြသွားပြီ contractor တွေ developer တွေတိတိချာဆောက်လုပ်ထားတာမဟုတ်တဲ့အဆောက်အဦဆိုတာကိုတော့မြင်နေရပါတယ်ဗောနော် reverb block တုံးရမလဲတန်ချောင်းပေါ့နော်တန်ချောင်းဘလောက်တုံးရမလဲပြီးတော့ဘီးလက်မြင့်ချိုးစားပညာတိတိချာ သုံးသင့်တဲ့အချိုးအစားတိုင်းနေမသုံးနိုင်တဲ့အတွက်ကြောင့်မလို့လည်းပါပါတယ်။အရင်တစ်ခုကကြတော့စက္ကန့်မိုင်လေးတွင်လှုပ်တာဖြစ်ပါတယ်။အခုမောင်လေးမှလှုပ်သွားတဲ့ပြင်းအား9.8ငငင်းဆိုလို့ရှိရင်လည်းဒါစက္ကန့်20လောက်ပဲကြာပါတယ်။အဲတော့ငလင်းပြင်းအားတူတဲ့မြန်မာနိုင်ငံကအဆောက်နှစ်ခုပဲကျွန်မရှင်းပြမယ်နော်။ဒီမှာဆိုလို့ရှိရင်ဒီအဆောက်ဦးဆိုလို့ရှိရင်ဒီမှာဒီအကိုနဲ့အမပြေးဝင်သွားတဲ့အပေါ်ကိုကြည့်လိုက်ပါ။ဘင်းကပေါ့နော်။ဘင်းကပလတ်စတာကင်ထားတဲ့အချောကင်ထားတဲ့နေရာကပဲ့ကြတာလောက်လေးပဲရှိတယ်။ ဟုတ်တယ်နော်ပဲကြရတာလောက်လေးပဲရှိတယ်ဒီညမလေးရှိနေတဲ့အခန်းဆိုလို့ရှိရင်ဒီညမလေးရဲ့ရှိတတရဗီဒိုရှိနေတဲ့အခန်းထောက်လေးမှာဆိုရင်ငလင်မလောက်ခင်ကဘာအကြောင်းရာမှမရှိဘူးနော်ဒါပေမဲ့ငလင်ငလင်လောက်သွားပြီးတော့မှစက္ကန့်မိုင်းလေးပေါ့နော်ငလင်ကျန်းလာတဲ့အချိန်မှာ crack line လေးစပေါ်လာတယ်အကြောင်းလေးစပေါ်လာတယ်ပပလေးပေါ်တာပပလေးအကြောင်းလေးပပလေးစပေါ်လာတာမြင်ရလိမ့်မယ်ဆိုတော့အကြောင်းလောက်မျိုးပဲပေါ်တယ်ဆိုတော့ဒီအဆောက်အဦဒီဆွဲချတဲ့ဒီဇိုင်းတိတိချာတွက်ထားပြီးတော့မှဒီအဆောက်အဦကို၃မိနစ်နဲ့အချိုးအစားတိုင်းသုံးပြီးတော့မှစောက်ထားတယ်ဆိုတော့လုံးဝသိတာထင်ရှားနေပါတယ် တော့ဒီဗီဒီယိုရဲ့ပေးခြင်းတဲ့ message ကဘာလဲဆိုလို့ရှင်ရင်ကျမတို့အဆောက်အဦတစ်ခု စောက်တော့မယ်ဆိုလို့ရှင်ရင်ဆွတ်ချတဲ့ design အင်မတန်အရေးကြီးပါတယ်ဆွတ်ချတဲ့ design အင်မတန်အရေးကြီးပါတယ်အဲ့တော့အဲ့ဒီဆွတ်ချတဲ့ design ဆိုတဲ့နေရာမှာကျမတို့နှစ်ပိုင်းစဉ်းစားရလိမ့်မယ်ကျန်းကင်းကနေအောက်ကို sub ဆွတ်ချလို့ခေါ်တယ်မြေအောက်ပိုင်းပေါ့နော်ကျန်းကင်းကနေအပေါ်ကို super ဆွတ်ချလို့ခေါ်တယ်အဲ့နှစ်ခုလုံးတွေကျမတို့ဆွတ်ချတဲ့ design စဉ်းစားမှာဖြစ်တယ်အဲ့တော့ sub ဆွတ်ချပိုင်းမှာကျမတို့ထပ်ပြီးစဉ်းစားမယ့်အရာဘာလဲဆိုရင်အဆောက်အဦတစ်ခုမစောက်ခင်မှာကျမတို့ swine test ကိုသေချာဆက်ရမှာဖြစ်ပါတယ်ကျွန်တော် technical engineer လို့ခေါ်တာပေါ့ နော် swine test ကိုတည်တည်ချာစစ်ကမှာဖြစ်ပါတယ်ဘာလို့လဲဆိုတော့ဒီ skin villa ကြီးဆိုကြည့်ပါ skin villa ဆိုလို့ရှိရင်အစာဝေးအခုလုံးမြေအောက်ထဲကျုံဝင်သွားဖို့ဆိုတာ super swine ချာမှာလဲမမှန်ကန်တာတွေအများကြီးဖြစ်တယ်လို့မျိုး swine test ကိုတည်တည်ချာစစ်ထားတာမဟုတ်တဲ့အနေထားတော့သိချင်တယ်အဲ့ဒါကြောင့်မလို့ imitant imitant အရေးကြီးတာက swine ချာရဲ့ design တွက်ကိုတွက်ရပါမယ် swine ချာ design တွက်ပြီးတော့မှစောက်တဲ့အစာဝေးတွေဒါလည်း safe ဖြစ်နိုင်ပါတယ်အစာဝေးတစ်ခုစောက်တော့မယ်ဆိုလို့ရှိရင်တကယ် professional swine ချာတဲ့ engineer တွေရဲ့အကြံဉာဏ်ကိုရယူပါ swine ချာတဲ့ engineer တွေနဲ့တိုင်ပင်ပြီးတော့မှ swine ချာတဲ့ ဲ့ဆိုင်ကိုတိတ်တိတ်ချာတွက်ချက်ပြီးတော့မှဒါအဆောက်အဦတစ်ခုကိုအဆောက်ဖို့ကိုကျွန်တော်ကဒီဗီဒီယိုလေးမှာ message ပေးလိုတာဖြစ်ပါတယ်ဘာလို့လဲဆိုတော့ငလင်းနဲ့ခနိုင်တဲ့အဆောက်အဦ Sustainable Resistant Bearing ဖြစ်ဖို့အတွက် Social Engineer တွေကစကြာဒီဇိုင်းထုတ်တဲ့အခါမှာငလင်းရဲ့တက်ရောက်လာနိုင်တဲ့အားတွေပြီးတဲ့အခါမှာဒီအဆောက်အဦတက်ရောက်လာနိုင်တဲ့အခြားသောမျိုးစုံသောဝင်တွေလို့ဒီအားတွေကိုထည့်သွင်းစဉ်းစားတွက်ချက်ပြီးတော့မှအဆောက်အဦရဲ့ခနိုင်ရည်ရှိဖို့အဆောက်အဦ safety ဖြစ်ဖို့ပေါ့နော်ဒီဇိုင်းထုတ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဖြစ်ပါတယ်